အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ပစ္စည်းအဟောင်းလေးတွေစွန့်ပစ်တဲ့နေမြောက်ပေးမှာဖြစ်ပါတယ်ပစ္စည်းအဟောင်းတွေကလည်းစွန့်ပစ်တဲ့နေရာမှာစွန့်ပစ်ပုံစွန့်ပစ်နည်းလေးရှိပါတယ်ဒီတိုင်းရော့အင်းဆိုပြီးပြစ်တဲ့လို့မရပါဘူးအဲ့တော့ဘယ်လိုလေးစွန့်ဖြစ်ရမလဲဆိုတော့ကျွန်တော်မရှိမြောက်ဒီနေ့မြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ပစ္စည်းတွေကကိုယ်အိမ်မှာရှိတဲ့ပစ္စည်းတွေအသုံးမလို့တော့တဲ့ပစ္စည်းတွေဟောင်းသွားတဲ့ပစ္စည်းတွေပျက်စီးသွားတဲ့ပစ္စည်းလေးတွေကိုအားလုံးကအချိန်တန်လွတ်ပြတာပါပဲလွတ်ပြမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီစနစ်တကျလေးလွတ်ပြဖို့လိုပါတယ် ဥမာဆိုကြပါတော့ကိုစီးတဲ့ဖက်နဲ့တရံအဲအဆင်မပြေတော့ဘူးအဲ့တော့စီးလို့လုံးဝမရတော့ဘူးအဆင်မပြေတော့ကိုကလွတ်ပစ်ချင်တယ်ဆိုလို့ရှိရင်ဖက်နှက်ကိုလွတ်ပစ်မယ်ဆိုလို့ရှိရင်အဲ့ဖက်နှက်ကိုတရေကျိုးကိုကျွန်တော်တို့ကြီးကျိုးလေးကိုအဲတချိုးတစ်ချောင်းလောက်ကိုကက်ကြီးနဲ့ကိုက်ပြီးလွတ်ပစ်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးလွတ်မပစ်ဘဲနဲ့ဒါဒီတိုင်းကျွန်တော်ပစ်လိုက်မယ်ဆိုရှင်ကျွန်တော်တို့ရဲ့ဖက်နှက်တစုံကိုရသွားတာနဲ့ တစုံတယောက်ကလည်းနားလဲတက်ကြွတဲ့ဆရာကြီးနဲ့တွားပြီးတော့ကိုမဟုတ်တာမတ်တိုင်လုံးလို့ရတယ်။အဲအဲ့ဒီအတိုင်းပဲကျွန်တော်အင်ကြီးဥပစာလေးဆိုပို့လို့တော့သိုးသေးတယ်။အဲတချို့ဆိုလို့ရှိရင်ကိုကျွန်တော်အင်းကြီးအဝစားလေးရလိုက်တာနဲ့အဲဒီကုံလုံးနေလို့ထိုင်မရအောင်ပူလောင်နေတာပူလောင်နေအောင်လှုပ်လို့ရတဲ့အစီအနေတွေလည်းအများကြီးရှိတယ်။ဒါကြောင့်မလို့အင်းကြီးအဟောင်းလေးနေဆွန့်ပစ်မယ်။တုံးမို့တစုံတယောက်ကိုပေးတော့မယ်ဆိုလို့ရှိရင်တော့အဲ့ဒီအင်းကိုရှော့မယ်။ ျော်ပြီးတော့ခုနှစ်အိမ်မှာထားမယ်မိဘူးလေးတိုက်ပြီးတော့ပေးရမှာဖြစ်ပါတယ်ဒါမှကိုးစီမှာရှိတဲ့အငွေတက်ကိုးစီမှာရှိတဲ့ကျွန်တော်တို့စွန့်ရင်တက်တစ်ခုတွေကလုံးဝပပျောက်သွားပြီးတော့အဲတော့တစုံတစ်ယောက်စီရောက်သွားလို့ရှိရင်လည်းကိုးစီစွန့်ရင်တက်တဲ့သူစီကုမသွားတော့ပါဘူးသူလည်းဘာမှလုပ်လို့မရတော့ပါဘူးဟုတ်ပြီအဲ့တိုင်းပဲကျွန်တော်တို့ကဒါအင်ကြီးအိုးစားတွေပေါ့နော်ဟုတ်ပြီတချို့ကလည်းထီးတွေဖက်နှက်တွေအဲ့လိုမျိုးလေအခုကျွန်တော်ပြောတဲ့အတိုင်းပဲထီးပြစ်မယ်ဆိုလို့ရှိရင်ထီးလေးကိုဖျဲပြီးပြစ်မယ် အဲ့တော့ဘယ်ဟာလေးကိုပဲပြစ်ပြစ်ကျွန်တော်တို့ကကျွန်တော်တို့ဒီခုပေါ့နော်ဘောင်းမီအဝတ်စားအတွင်းငန်အတွင်းငန်အဓိကအတွင်းငန်လဲပို့ဆိုးတယ်နော်တချို့ဆိုအတွင်းငန်ဒီတိုင်းပြစ်တယ်အတွင်းငန်လဲထင်သေးလို့မရအတွင်းငန်ဆိုဆိုလို့ရှိရင်လည်းအလဲတက်တက်ပေါ့နော်အလဲတက်တက်ကိုကက်ကြီးလေးနဲ့ကိုက်ပလိုက်ပါကိုက်ပြီးတော့အပေါက်လေးဖောက်လိုက်အဲဆိုရင်ပြစ်လိုက်လို့ရပြီဟုတ်နောက်ပြစ်တယ်ပြစ်တယ်အိမ်နဲ့အိမ်နဲ့မှာစွန့်မြစ်ပစ္စည်းလေးဆိုတာအများရှိပါတယ်အဲ့တော့ကျွန်တော်ကိုကိုမှာရှိတယ်အာကျွန်တော်တွေသဘင်နေတဲ့ဒီတိုင်းပဲ တို့ဆိုင်နေမှာသပင်သွားသွက်ညက်တယ်ဟုတ်အဲ့လိုသွက်ညက်တယ်ဆိုရှင်ကျွန်တော်တို့ကကျွန်တော်တို့သပင်လေးတွေကိုအသာလေး6လောက်လေးနဲ့အသာလေးနင်းခဲ့မှာဖြစ်ပါတယ်တော်တော်များများကတော့ဟိုသပင်ညက်တယ်ဆိုရင်အောက်မှာပြန့်ကျဲနေတယ်ပြီးတော့ပြန်လာရင်တော့အဲ့သပင်လေးတွေကို6လောက်နဲ့နင်းခဲ့မိတာတော့သိကြပါတယ်အဲ့တော့အဲ့လိုမျိုးလဲနင်းခဲ့မယ်တေချာလေးလဲနင်းခဲ့မယ်အဲဒါဆိုလို့ရှိရင်ကိုယ့်ရဲ့သပင်နဲ့ကိုယ်နဲ့အဆက်အသွယ်တွေပြတ်သွားပြီးကိုယ့်ကိုဘာမှလုပ်လို့မရတော့ဘူး အုပ်ခပကံလေးတွေကိုလည်းစွန့်ပစ်မယ်။အုပ်ခပကံလေးစွန့်ပစ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြောတဲ့အတိုင်းပဲအပဲ့လေးတွေကိုကျွန်တော်တို့ကသုံးမြတဲ့လေးတွေကိုစွန့်ပစ်ကြတယ်။အဲဒါဆိုလို့ရှိရင်ပိုးလို့ပဲ့တော့ခွက်ဆိုပြီးတော့ကျွန်တော်တို့နည်းနည်းလေးထုလိုက်တာမျိုးဒါမှမဟုတ်နည်းနည်းလေးဖဲ့လိုက်တာမျိုးလုပ်ပြီးမှပစ်လိုက်ပါ။ဒါဆိုရင်ကျွန်တော်တို့ရဲ့ပတ်သက်ဆက်နွယ်မှုမရှိတော့ပါဘူး။အဲလေပပကံနဲ့ပတ်သက်ပြီးကျွန်တော်ဘူးတူတာလေးတစ်ခုပြောပြမယ်။အဲကျွန်တော်ဒီဆရာတယောက်ပေါ့နော်။ဆရာတယောက်ကအဲ့လူ ခေါ်တော့လူတယောက်ကိုခေါ်ချင်တာခေါ်ချင်တာသူ့ရဲ့အတုံးဆောင်တွေကဘာမှမရှိဘူးအဝတ်အစားလည်းမရှိဘူးအဲ့လိုမရှိတဲ့ခါမျိုးမှာသူစားခဲ့တဲ့ပကံတစ်ခုတော့ရှိတယ်ဆိုပြီးအဲ့ပကံနဲ့ခေါ်တာအဲ့လူတယောက်ကတကယ်ပဲပြန်ရောက်လာတယ်ဒါကြောင့်မို့ပကံနဲ့ကျွန်တော်တို့နေရတဲ့ဆက်သွယ်မှုပတ်သက်မှုတွေရှိနေပါတယ်ကျွန်တော်တို့ဘယ်ရဘယ်ရမဆိုကျွန်တော်တို့ပတ်သက်ကျွန်တော်တို့သုံးခဲ့တဲ့အရာတွေထိတွေ့ခဲ့တဲ့အရာတွေအားလုံးကကျွန်တော်တို့နဲ့ဆက်သွယ်ပတ်သက်မှုရှိနေပါတယ်ဒါကြောင့်မို့ဆွန့်ပြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နဲ့လုံးဝဆက်သွယ်တွေမရှိတော့ကျွန်တော်တို့ရဲ့စွန့်ရင်တွေသူအဲ့ PC တွေမှာလုံးဝ ဒီပေါ်တော့မထင်ချင်ရစ်ခဲအောင်လို့ကျွန်တော်တို့ကတေချာလေးစွန့်ပြပေးရမှာဖြစ်ပါတယ်အမကျွန်တော်ဆိုရင်ဟိုဟိုတလောဆိုလို့ရှိရင်ကျွန်တော်ရဲ့အိမ်ဟောင်းလေးတွေကိုကျွန်တော်သူများကိုလူမဲ့လူမဲ့ဆိုတော့ကျွန်တော်လူကန်လေးလေးမှာတေချာလေးကျွန်တော်ရှော့ပေးတယ်ရှော့ဖုတ်ပေးပြောင်းနေအောင်ရှော့ဖုတ်ပေးတယ်မိဘူးဒီပါတစ်ခါတိုက်ပစ်လိုက်တယ် အဲ့လေးနဲ့တခြားလေးခောက်ထည့်ပလိုက်တယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်စီမှာရှိတဲ့ဓာတ်လေးတွေကျွန်တော်စီမှာရှိတဲ့အာကျွန်တော်ကျွန်တော်နဲ့ပတ်သက်ဆက်နွယ်မှုတွေကပြတ်တော့သွားပြီးတော့အဲ့တော့နောက်လူလဲဝှေ့ရပြုတ်ရတာစိတ်တန့်နေပေါ့နော်သူလဲအဆင်ပြေကျွန်တော်တို့လည်းအဆင်ပြေတယ်အဲ့လိုမျိုးလေးလေးပေးပေးပါဒီတိုင်းရောက်အင်းဆိုပြီးထုံမပေးပါနဲ့ကျို့ဆိုလို့ရှိရင်အိမ်မှာရှိတဲ့စင်းနုတော်လေးတွေအဲတချို့ဆိုစင်းနုစင်းနုတော်လေးတွေဖះပုံတော်လေးတွေကိုဆွံ့ပြစ်နေတာဘလို့ဆုံးပြမှမသိဘူးဖြစ်နေတယ်။အော် ငရဲကြီးမှလည်းကြောက်မိုက်ပုံနဲ့ထဲမရအဲအဲ့လိုမျိုးလေးဖြစ်နေတယ်အဲ့လိုမျိုးလေးဖြစ်နေတဲ့အခါမျိုးမှလည်းစွပိပုံစွပိနီလေးရှိပါတယ်ဥမာဆိုကြပါစို့အာကျွန်တော်တွေဖះပုံတော်တွေဖះစင်းတော်စွန့်ပြစ်မယ်အမှဥမာဖះသားတော်ယဟန်တန်ဃာတော်တွေဥမာရှင်သူရိပုံတော်တို့စပြီးအဲ့ဒါမျိုးတွေစွန့်ပြစ်မယ်ဆိုလို့ရှိရင်ဘယ်နေ့လဲမှာစွန့်ပြစ်လို့ရလဲဆိုတော့ညောင်မင်းအောက်တွေမှာစွန့်ပြစ်မှာဖြစ်ပါတယ်ညောင်မင်းအောက်တွေညောင်မင်းအကြီးရှိတဲ့အောက်တွေစွန့်ပြစ်မယ်ဘုံကြီးကျောင်းတွေမှာစွန့်ပြစ်မယ်ဘုံကြီးကျောင်းတွေမှာစွန့်ပြစ်မယ်ညောင်မင်းအောက်ကြီးတွေမှာစွန့်ပြစ်မယ် စွန်အမစွန်ပြစွန်ပြမယ်ဆိုလို့ရှိရင်တေချာလေးပြောပြောမှာပေါ့နော်အရှင်မယားစွန်တော်မူပါဗျာအဲလိုမျိုးလေးတွေတေချာလေးပြောပြီးတော့တောင်းမှီစွန်ပြမယ်ပြီးကျွန်တော်တို့အိမ်မှာရှိတဲ့တချို့ဆိုရင်နကုန်းနရုပ်လေးတွေရှိတယ်အဲ့ဒါမျိုးစွန်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောလို့ပဲတောင်းမှန်ပြီးတော့ဟောကျွန်တော်တွေအတိတ်အတိတ် အသေးသေးပုံအသေးသေးပုံလုံးလေးကိုထားရှိပြီးဆက်လက်ပြီးပူဆောင်မှာဖြစ်လို့မလို့ကျွန်တော်တို့တွေအသေးအသေးလဲပြရသည်အဲတောင်းပန်ပါတယ်အဲ့လိုမျိုးလေးပြောပြီးတော့ညောင်ဝင်အောင်တွေအဲဖုန်ကြီးကြောင်းတွေဖုန်ကြောင်းမှာရှိတဲ့ညောင်ဝင်အောင်တွေအဲညောင်မကြီးအောင်တွေမှာတောက်ရောက်ပြီးစွန့်ပစ်လို့ရပါတယ်နော်ဆိုပြီးအိမ်မနဲ့ယူပြီးတော့အမိုက်ပုံနဲ့တက်မထဲပါနဲ့အဲဒါဆိုလို့ရှိရင်မစ်စရာလုံးလဲကိုယ်စမှာရှိတဲ့အဲတော့စွန့်ပစ်တဲ့အရာလေးတွေကိုစနေကြစွန့်ပစ်တက်ပြီးတော့ထင်ပါတယ်ဗျ ကျွန်တော်တို့ရေပကံခွဲရောက်လေးတွေအသုံးဆောင်လေးတွေကိုဟိုမှာပေးချင်ကန်းကြီးတယ်ဟိုမှာနည်းနည်းပေးနေတာကိုကတော့အသုံးမပြုချင်တော့အသုံးပြုချင်တဲ့သူတွေအသုံးပြုလို့ရအောင်ပေးချင်တယ်ထားချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်အဲ့ဒီပကံခွဲရောက်လေးတွေအဲ့ပစ္စည်းလေးတွေကိုကျွန်တော်တို့ကရင်နွေးပူလေးနဲ့ရင်နွေးပူပူလေးနဲ့စိန်ထားပါရင်နွေးပူပူနဲ့တနိုင်တနိုင်လောက်စိန်ထားလိုက်ပါစိန်ထားပြီဆိုမှတေချာစေးကြောပြီးတော့ကျွန်တော်တို့တွေပြစ်လိုက်မယ်ပြက်ပြစ်မယ်ဆိုလို့ရှိရင်လည်းအဲ့ပကံတွေအားအားလုံးကို ကောက်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 ဆိုပြီးတော့ကျွန်တော်တွေထုတ်ချုံလေးတစ်ခုနဲ့ရိုက်ထုတ်တဲ့ပုံပုံစံမျိုးနဲ့အตาလေးအตาရလေးပေါ့နော်တိုင်းဆိုကိုယ်တော်မယ်ရိုက်ပြီးတော့အားလုံးပေးလိုက်လို့ရပါပြီဒါဒါကျွန်တော်ပေးမဲ့လူတွေပေါ့နော်အဲ့တော့လုံအောင်မပေးဘူးလွတ်ပြစ်နေမှာဆိုလို့ရှိရင်တော့ခွက်ဆိုအตาလေးထုခွက်ချလိုက်ပါတုံးမနည်းနည်းလေးပဲ့သွားအောင်ဆက်လုပ်လိုက်ပါခေတ္တဆိုရင်အားလုံးပဲဆွမြတက်ပြီထင်ပါတယ်ကျွန်တော်တို့ရှိမှာကျွန်တော်တို့အသုံးပြုနေတဲ့အရာတွေအားလုံးကျွန်တော်တို့အိမ်ထဲကိုရောက်လာတဲ့ပစ္စည်းတွေအားလုံးကကျွန်တော်တို့နဲ့ပတ်သက်ဆက်နွယ်မှုတွေရှိနေတယ်ကျွန်တော်နဲ့ပတ်သက်ဆက်နွယ်မှုတွေရှိနေလို့လေကျွန်တော်အိမ်ထဲကိုရောက်လာတာပေါ့ ဒါကတော့အထူးတလည်းပြောနေစားလို့မလို့ပေါ့နော်ဒါကြောင့်မို့အဲ့လိုပတ်သက်စွန့်လို့မရှိတဲ့ပစ္စည်းတွေအားလုံးကိုစွန့်ပစ်တော်မယ်ဆိုလို့ရှိရင်ဆက်တယ်မှုလေးပြတ်တောက်သွားအောင်အရင်လုပ်ပြီးမှစွန့်ပစ်သင့်ပါတယ်ဗျခေတ္တအားဒါဆိုအားလုံးပဲစွန့်ပစ်တတ်ပြီလို့ထင်ပါတယ်မိတ်ဆွေများရောအိမ်ထဲမှာဘာပစ္စည်းတွေစွန့်ပစ်ချင်တယ်ဘာပစ္စည်းတွေစွန့်ပစ်ဖို့ရှိလဲဆိုတာလေးတွေကိုကျွန်တော်ခုမှမေးခဲ့လို့ရပါတယ်ကျွန်တော်ခုမှလည်းဖြေပေးပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေအားလုံးလည်းဆက်ကျင်တာကိုကြမှာရှိကြပါစေဘုသူတရားတွေတိုးပွားကြပါစေဗျာ